ဟုတ်ကဲ့ကိုစတီဗင်ဆန်ခင်ဗျာပြီးခဲ့တဲ့ရက်ပိုင်းကမြန်မာတွေရဲ့ TPS ကိုရက်ဆဲလိုက်တယ်ပေါ့နော်ရက်ဆဲလိုက်တဲ့အတွက်ဒါ TPS statement နဲ့နေထိုင်တဲ့လူတွေကဟိုရက်ပေါင်း60တွင်းမှာတခုစူးစမ်းပေါ့မလုပ်လို့ရှင်ပြန်ပြီးနှင်ထုတ်မဲ့အနေထားပေါ့ဆိုတော့အဲ့တော့ TPS ရက်ဆဲပြီးတော့နောက်နှစ်ရက်အကြာမှာပဲ AP သတင်းဌာနကသတင်းတခုထွက်လာတယ်အဲ့ဒါကတော့အမေရိကန်ကိုရောက်လာတဲ့ဒီဒုက္ခသည်တွေပေါ့နော်ဟိုဂျိုးဘိုင်ဒန်လက်ထက်က2021ကနေ2025အထိ ဒီဂျိုးဘတ်နဲ့လက်တကဝင်လာတဲ့ဒုက္ခတွေဒီအားလုံးကို ပြန်စစ်ဆေးမယ်ပေါ့နော် ပြီးရင် green card သမားတွေကိုလည်းဒါဟိုရက်ဆိုင်ထားမယ်ပေါ့လောလောဆယ်ယာကြီးပထမဗမာတွေအတွက်ဒါ TPS ပေါ့နော်အခုဒါဒုက္ခတွေအားလုံးကိုပြန်စစ်မယ်ဆိုတဲ့ကိစ္စနှစ်ခုဟာဟိုဆက်ဆက်မှုရှိလာပေါ့နော်ဒါလည်းသိကျင်တယ်နောက်တစ်ခုက TPS တွေရက်ဆဲလိုက်တော့ TPS တွေကစူးစမ်းမှာပေါ့နော်အဆိုင်လန်လျှောက်တာဖြစ်တခြား visa တခုကိုစူးစမ်းမယ်အဲ့အတွက်ကိုသွားအဖက်ဖြစ်နိုင်လားဆိုအဲ့နှစ်ခုကိုအရင်ဆုံးဟိုရှင်းပြပေးစီလိုပါတယ်ဗျာ ဟုတ်ကဲ့ညာအာဆက်ဆံမှုရှိလားဆိုတော့ TPS နဲ့အခုဒီ refugee တွေ great ကံသမားတွေကိုဟိုဆက်ဆစ်ပြန် yes ပြန်လဲဆက်ဆစ်မဲ့ကိစ္စအာ great ကံ shout out တွေကို hold up ကိုကိစ္စတွေကဆက်ဆံမှုမရှိဘူးဘာလို့လဲဆိုတော့ဒီ TPS သမားတွေကတည်တံ့ဖြစ်တယ်အဲ့ဒီ refugee နဲ့ great ကံသမားတွေကတည်တံ့ဖြစ်တယ် refugee သမားတွေလည်းကြတော့သူကအစိုးရအမေရိကန်အစိုးရနေပြီးတရားဝင်ခေါ်ပြီး ရောက်လာတဲ့လူတွေဒီလူတွေကအမေရိကန်နိုင်ငံသားရတဲ့အခွင့်အရေးနဲ့တူတယ်လို့ပြောလို့ရတယ်နော်ဒီမဲ့ပေးပက်ခွင့်မရှိတာအဆိုရထောင်နာတွေမှာဝန်ထမ်းအဖြစ်တော်ဝန်ထမ်းဆောင်လို့နေရတာဒါအလေးလွဲ့ရင်တခြားအခွင့်အရေးတွေအီးဝရတယ်ပေါ့လေနော်ပြီးရင်ဒီလိုလောက်ပို့အရေးကလည်းမလခင်မှာပေါ့လေနော်ဒီအမေရိကန်အစိုးရတာဝန်ရှိသူတွေရဲ့ထပ်ထပ်ဆက်စစ်မှုတွေကိုခံရတဲ့ဥပမာပေါ့လေနော်ဒီရာဇဝတ်မှု ကျุလုံမှုရှိမရှိပြီးရင်ဒီအချက်ဖိတ်ဖွဲ့စည်းတွေနဲ့ link လုပ်ထားတာပေါ့လေနော်ချိန်ဆမှုရှိမရှိအဲ့ဒါတွေကို background check ဆက်ဆေးရတယ်ပြီးရင်ဒီကြံ့ရည်ဆက်ဆေးမှုတွေလုပ်ရတယ်ဒါပေမဲ့အခုဒီသမ္မတ trend ကအခုအမိတ်ထိုးတာကဒီသမ္မတ Biden အရင်ကဒီဒုက္ခသည်တွေအရေးတွေအမျိုးကြီးခေါ်တာကိုတည်တည်ချာချာဆက်ဆေးမှုမရှိဘူးဒီဒုက္ခသည်တွေကိုပြန်လဲဆက်ဆေးဖို့ဆိုတဲ့ ညွန်ကြချေကိုထုတ်လိုက်တာ2021ရဲ့2025ဂျော်လေးနော်အဲ့တော့အရေးအတွင်းကသူကနသိတုတ်တောင်တုတ်ထောင်ရှိတယ်ဆိုတော့အကြံပြင်ပြောမယ်ဆိုရင်နသိတုတ်တောင်ခွဲပေါ့လေနော်ဒါမှတကယ်အရေးအတွင်းနသိတုတ်တောင်တုတ်ထောင်ပဲရှိတယ်အဲ့ဒီလူတွေကိုသူကပြန်ဆဲဆေးမှာနော်ခုနကကျွန်တော်ပြော TBS တန်ဘောင်းဆိုင်ဘူးအဲ့အဲ့လိုနေထောင်မျိုးရှိတယ်ဒုက္ခသက်ပြေအမေရိကောက်ရောက်လာတဲ့တနေ့ပြီးရင်ဂရက်ကန်ရှာသွားတယ်ဆိုတော့အဲ့လိုမျိုးလူတွေလက်ကြတော့ ဒီ the process is scholar လို့ပြောလို့ရတာပေါ့ great can ရှောင်းတဲ့အနေအထားမှာသူတို့ရဲ့ great can တွေကို yes ဆိုင်ထားပါ approve လောက်တာဒီဟို deny လောက်တာဒီလောက်ဆက်မလုပ်ဘူး freeze လောက်ထားတာပေါ့ဗျာဒါတစ်ချိန်နောက်တစ်ချိန်က great can ရပြီတမားတယ်သူကနည်းနည်းဆိုရပြီလေတနည်းကြောက်ပြီဆိုတာ ਨੇ great can ရှောင်းနောက်တနည်းလားဆိုလေထက် great can ကရောက်လာပြီဆိုတော့အဲ့လိုမျိုးလူတွေကိုလည်းသူကမသိခါဘူးဆိုရင်တန်တရာရှိတဲ့ဆိုရင်ပေါ့လေနော် ခေါ်ပြီးရင်သူဒီ USCIS ရုပ်ကိုခေါ်ပြီးရင် immigration ရုပ်ခေါ်ပြီးရင်ပြန်ပြီးဆက်စိတ်တာတွေဝင်းမြန်းတာတွေလုပ်မယ်တကယ်လို့အာအရင်ဖြေကျော့ခဲ့တဲ့အချိန်လေးတည်းနဲ့အခုခေါ်တဲ့အချိန်မှာမိတဲ့အချိန်မှာဖြေကျော့တဲ့အချိန်လေးတည်းနဲ့ gain မှုမရှိရင်ဒါမဟုတ်ဘူးလို့သူတို့တမ်းမှန်ပြီးရင်ပြန်ခိုင်းမှာပေါ့အော်ရရှိထားတဲ့ great gain ကိုပြန်ပြီးတော့သိမ်းမှာပေါ့ဗျာအဲ့လိုမျိုးရှိရယ်နောက်တစ်ချက်ကတော့ဟောပြန်သွားမှာဆို TPS နေ့က သူက state ပြောင်းချင်းတယ်သူကရေကမ်ပန်ရေ60ဆန်အတွင်းမှာအာသူတို့က assignment ရှောင်းမဲ့ဆိုရင်ရှောင်းလို့ရတယ်ဟုတ်လीနော်ကိုရဲ့အနာဂတ်ဒီနိုင်ငံမှာဆလင်နေထိုင်နိုင်ရေးပေါ့လीနော်လမ်းကြောင်းရှောင်းမဲ့ဆိုရင်ဒီတလမ်းမရှိတဲ့အဓိကပေါ့လीနော်ဒီ assignment ရှောင်းမဲ့လမ်းကြောင်းကိုအတုပ်ပြုဖို့ပြင်ဆင်ဖို့စီစဉ်ဖို့လိုတယ်အဲတစ်ဆယ်လဲကျွန်တော်ပြောချင်တာကအဲ့လိုမျိုး assignment ရှောင်းမဲ့ဆိုရင်လဲရှင်းနေတယ်နဲ့တည်တည်ကြကြလောက်ကိုလိုအပ်တယ် အရှင်နေတွေတုံးရင်လဲဒီဗမာရှင်နေတွေထင်အမေရိကန်ရှင်နေတွေကိုတုတ်တာပုံပြီးအကောင်းတယ်ဟုတ်ကဲ့အဲ့တော့ဟိုဖြစ်စရာရက်ကကတ်သွားတာပေါ့နော်ပထမမြန်မာပြည်အတွက် TPS အခုကျတော့ဒုက္ခတွေဒါဒုက္ခတွေကျတော့အားလုံးပေါ့နော်အမေရိကန်နဲ့ဝင်လာတဲ့၄နှစ်အတွင်းကဆိုတော့ဟိုဗမာပြည်သားတွေဘက်ကကြည့်ရင်ဟိုနှစ်ခုတောင်ပေါ့နော်ဟိုတင်းကျပ်တဲ့အောက်မှာရောက်သွားတာပေါ့ဟုတ်ပြီအဲ့တော့ TPS တမားတွေရက်ဆက်တယ်သူကတော့သူ့လမ်းသူသွားပေါ့နော် ဒါကိုဆက်ဆက်မှုတော့မရှိဘူးအဲ့တော့အခုဒုက္ခတွေတွေကို तू ကဟိုပြန်ပြီးစစ်မယ်เนาะ green card တွေလည်းခဏရက်ထားမယ် तू तू ကဘာဖြစ်နေတာလဲ trend อ่ะเนาะဟိုတကယ်ပဲဟိုပြန်စစ်ပြီးတော့တကယ်လို့သူတို့ကလိန်ခဲ့တယ်ဆိုရင်ဒါပြန်ပို့မှာလာကိုစီမင်းဆိုင်ကိုဘာတွေများထပ်ပြီးတိထားမျိုးရှိလဲဗျဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ကအစားတဲ့သူကကြီးညာထားပြီးသားဒီဒီတမတာရွေးကောက်ပွဲဝင်တဲ့အချိန်ကြီးတဲ့ဟုတ်လीနော်တမတာမဖြည့်ခဲ့တဲ့သူသားတမတာဖြည့်မယ်ဆိုရင် ဒီ Biden ချောထားတဲ့ policy တွေဒီ Democrat ချောထားတဲ့ policy သူအခုမျှော်ပြလုပ်မယ်ဆိုတော့သူလောက်ကပြက်ပြက်သားသားကိုကြီးညာထားပြီးသားဘူးဒီကြီးညာထားတဲ့အတိုင်းကိုလည်းသူကအောက်တယ်ပေါ်တာပဲလေဒါတစ်ချက်နောက်တစ်ချက်ကပါလဲဆိုတော့တေးတေးချာချာစစ်စစ်မှုတွေမလုပ်ခဲ့ဘူးစုံစမ်းစစ်စစ်မှုတွေမလုပ်ခဲ့ဘူးဒါကြောင့်ဒီထက်မှအစင်အမှန်မဟုတ်တဲ့လူတွေပါလာနိုင်တယ်ဆိုတဲ့ the reason လေးကိုထည့်လိုက်တော့ပေါ့အဲ့တော့အဲ့ဒီ reason အပေါ်မှာအခြေတည်ပြီးရင် okay ပြန်စစ်စစ်ပါ စုံစမ်းပါဆိုတဲ့ညော်ကြချေကိုထုံပြီးရင်အလုံးတော့တကယ်တမ်းကတော့သူကလူတွေကိုရှော့ချချင်းတယ်အသားအရောက်ခွဲခြားမှုစိတ်ဓာတ်မျှတယ်လို့လည်းပြောချင်းတယ်အဲ့တော့ဘာကြောင့်လဲဆိုတော့အခုတမ်တာဘိုက်ဒန်လက်ထက်မှာနောက်ဆုံးကိုလေနော်အာလူကဒုက္ခသက်ပါတသိချော်ပေါ့လေနော်ခေါ်သွင်းလိုက်တယ်ဒါ1990နောက်ပိုင်းမှာအများဆုံးလူပြောလို့ရတယ်အရေးအတွေ့ပေါ့လေနော်ဒါပေမဲ့ဒီ trend တမ်တာအခုချစ်လောက်ရဲ့နောက်ပိုင်းမှာ9500ပဲခေါ်တယ် တော့စဉ်းစားကြည့်လေအာတပိတ်နဲ့9500ဆိုဘယ်လောက်ကိုရသွားလဲဆိုအဲ့လိုနေထားမျိုးရှိတယ်အဲ့တော့အဲ့ဒီ call that 9500ဆိုတဲ့အရေးအတွက်ထဲမှာလဲသူက Town Africa loop view တွေကိုအဓိကသူကဥစားပေးပြီးခေါ်မှာအဲ့တော့သူမှအသားရောက်ခွဲခြားမှုဆိုတဲ့စိတ်ဆန္ဒအခြေခံတာလဲပါတယ်ဆိုလို့ပြောနိုင်ပေါ့ဗျာအဲ့လိုမျိုးနောက်တော့ခုနကဒီအရေးအတွက်ကျွန်တော်ကဟိုဗမာတွေအတွင်းပဲပြောနေတယ် ဟို focus လုံးနေတဲ့အနေထားမျိုးရှိတော့တကယ်တမ်းကတော့ဒါသူကဘမတစ်ခုတည်းမဟုတ်ပါဘူး DBS ကိစ္စလည်းအဲ့လိုပဲဘမနိုင်ငံတစ်ခုတည်းမဟုတ်ဘူးပြီးရင်ဒီ refugee တွေကိစ္စလည်းဒီ type ပဲဒီ Greek and Money လည်းကိစ္စလည်းဒီ type ပဲအဲ့ဒါဘမကြည့်တစ်ခုတည်းမဟုတ်ဘူးပေါ့လေနော်တခြားနိုင်ငံတွေလည်းပါတယ်အဲ့တော့ဟိုတကယ်ချုပ်ပြီးပြောရမယ်ဆိုရင်ကျွန်တော်ဘမပြည်သားအရေးတွေအဲ့လောက်မရှိဘူးပေါ့နော်ဒီ Africa အရေးတွေတွေများတယ်ပြီးတယ်ဆိုရင်ဒီ climate change နိုင်ငံတွေကမရတဲ့ပုံနေနော်အဲ့လိုမျိုးထောက်ပြလို့ရှိတယ်။အဲ့တော့ဘိုင်ဒန်လက်ထက် မှာသူ့စင်းရဆို2သိန်းကျော်လို့ပြောတယ်ပေါ့နော်ဒါဆိုဒီ2သိန်းကျော်လုံးကို तू ကစစ်ပြီးတော့တကယ်လို့ဟိုသူတို့စစ်ဆေးတွေ့ရှိချက်အရာသူတို့လိန်တာပဲဖြစ်ဖြစ်ပေါ့တခုသူတို့မကျင်တဲ့မကြိုက်တာတွေ့ရင် तू ကချက်ချင်းပြန်နှင်ထုတ်မဲ့သဘောလားအဲ့ကြားမှာအပီးရဲတွေပါအတနာခံတာတွေပါရှိအောင်မလားအဲ့ဒါကိုသူကြည့်ထားလိုက်ပါမရှိနိုင်ဘူး तू ကဒါပေမဲ့ तू process အသေးချာ ိုတော့သူတို့ပြန်ပြီးအစီအစဉ်ဆွဲလိုက်မယ်လို့ယူဆရတယ်ပေါ့လေနော်အာလက်ရှိအချိန်ကြီးကျွန်တော်ဒီတလောက်ကတော့ခုနအပီးရဲတွေပါတယ်ဘယ်ပြလက်ခံနိုင်မယ်အနေထားမရှိဘူးဒါပေမဲ့မရှိပြီမယ်လဲကိုဖေရောပြင်ဆင်ထားဖို့စီစဉ်ထားဖို့လိုတယ်ပေါ့လေနော်အာရှင်းနေတွေပါတယ်ချိန်ဆဖို့နောက်ခုနနှစ်သိမ့်မဟုတ်ပါဘူးတသိမ့်တသိမ့်အထိပဲရှိတယ်ဒီ2024မှာတမရဘိုက်တန်ခေါ်ခဲ့တာလေအာဒုက္ခသက်ဥကြီးတသိမ့်ပဲရှိတယ်အဲ့တော့အဲ့လိုအနေထားမျိုးရှိတယ်အဲ့တော့ဟို ကိုဖေရောအကောင့်ဆုံးဖေရပြင်ဆင်ထားဖို့စီစဉ်ထားဖို့လိုတယ်။သူတို့ဖေရလည်းလုပ်လိမ့်မယ်။ဒါပေမဲ့ကျွန်တော်ကတခုပြောချင်တာကတအားဆုပ်ရိပ်စရာမလိုဘူးဒီကိစ္စနဲ့ပတ်သက်ပြီးရင်။ဒီ great gathering refugee process နဲ့လာတဲ့လူတွေကတကယ် official တင်ပြတဲ့ဒါကြောင့်ပြီးဒီ American မှာလည်းဒီလိုမျိုးဒုက္ခသည်တွေနဲ့ပတ်သက်ပြီးရင် refugee တွေနဲ့ပတ်သက်ပြီးရင်ကုညီနေတဲ့အဖွဲ့အစည်းတွေနေပေါင်း အာ80 90 100 100ကျော်ရှိတဲ့တည်တန့်ရှိတဲ့ agency ကြီးတွေအများကြီးရှိတယ်။အဲ့လိုမျိုးအဖွဲ့အစည်းတွေက agency တွေကနေပြီးရင်ဥပဒေကြောင်းအရရင်ဆိုင်တာတွေရှိလာနိုင်မယ်။အခုချိန်ထိတော့မရှိသေးဘူး။ဒါပေမဲ့အာကျွန်တော်ယုံကြည်တယ်။အဲ့ဒါတွေဥပဒေကြောင်းအရဟုတ်အင်ဖြူတော့တမတော်ပေါ့လေနော်ဒီ USCIS ကိုတရားစွဲတာတွေတရားရုပ်တင်တာတွေရှိလိမ့်မယ်အဲ့လိုမျိုးတော့ရှီခဲမဲ့ဆိုရင်တရားသူကြီးကနေပြီးတော့ Federal Judge ကနေပြီးတော့ Okay ဒီအမေကို ကျန်ဆိုင်ပါဆိုတဲ့ညောကြချင်းထုံလိုက်တဲ့ဆိုရင်ဒီ case တွေကအကုန်လုံး automated သူကညံသွားတယ် freeze ဖြစ်သွားတယ်အနေထားမျိုးရှိတယ်အဲ့တော့မချိန်နိုင်ဘူးဆိုရင်တမတော်ပြန်ပြီး you can win ပြန်တရားခွင့်မှာရင်းဆိုင်ပါဗျာ spring court ဒီအဲ့လိုမျိုးနေထားနေရှိတယ်ဒါကြောင့်အဲ့ဒီဟာတွေကတော့ဟိုလောင်းနေချီပြီးကြောက်မယ်ဘာပဲပြောပြောဟာအစိုးရကြီးဖြစ်စရာမလိုဘူးကိုယ်တော်မှန်ခဲ့ရေးပေါ့လေနော်အမှန်ကန်တမကတော့ဘာမှစိုးရိမ်စရာမရှိဘူးဒါပေမဲ့ဒီဟာရအတွက် ြင်ဆင်ထားဖို့တော့လိုတယ်ဆိုတော့အကြံမိချင်တယ်အဲ့တော့ခုန TPS ကိုပြန်သွားအောင်ပါ TPS အခုကြင်ညာလိုက်တယ်ပေါ့နော်ဟိုအမေရိကန်ဟိုအစိုးရကဟိုသူတို့ရက်ဆိုင်လိုက်တဲ့အကြောင်းကဗမာပြည်မှာခုနလိုရွက်ကောက်ပွဲလဲလုပ်တော့မယ်တိုင်းရင်းသားတွေနဲ့လည်းဟိုစစ်စစ်ညီနိုင်ရေးလုပ်တယ်နော်ဟိုပြီးတော့ဟိုမှာတိုင်းရင်းသားဒေသတွေမှာအုပ်ချုပ်ရေးပါညာကောင်းတယ်ပေါ့ဆိုတော့ဒီဒီအားတွေသူပြတယ်အဲ့ဒါနဲ့ပတ်သက်ရင်ကျွန်တော်တို့ပြန်တုံ့ပြန်တာတွေရှိတယ်အခုအမေရိကန်အောက်လွှတ်တော်နိုင်ငံကြီး ဟိုကောမဒီရောเนาะတခြားအမတ်တွေရောအားလုံးကတော်တော်ကြီးလွဲနေတယ်ပေါ့နော်ဟိုတကယ်ဖြစ်ရတဲ့လွဲနေတယ်နောက်တစ်ခုကဟိုလူခွင့်အဖွဲ့တွေကလည်းဒါကိုအခုသတင်းတွေမှာဝေဖန်လာပြီဆိုတော့ဒီလိုတုံ့ပြန်မှုတွေရှိတဲ့အတွက်ဒီ DTPS နဲ့ပတ်သက်ရင်ဒီ trend အစိုးရကပြန်ပြီးတော့ဟိုစဉ်းစားတာမျိုးဖြစ်နိုင်ခြင်းရှိလားအဲ့ဒါလည်းသိကြပါလားအဲ့ဒါက90 90လို့ပြောလို့ရတယ်အဲဆိုတော့ခုနအမေကတော့တရားဖြည့်မယ်ဆိုရင်ပေါ့ဗျာ90 90လို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ဒီ လော့တော့ကော်မတီတဲ့သူကကွန်ကရစ်ခုလောက်အနေပြီးလော့တော့ခုလောက်အနေပြီးဆုပ်ပြန်တာမဟုတ်ဘူးပေါ့လေနော်ပြီးရင်ဒါကအုတ်ချိုးရေးဘိုက်ကကောက်ထဲပေါ်တာအုတ်ချိုးရေးဘန်လို့တော့ကျွန်တော်လည်းအစောတည်းပြုတ်ခဲ့ပြီးပြီဒီအမေကိုရာကြီးအကောက်ကပြေးတဲ့အမေကိုနိုင်ငံချွေးဦးကြီးဌာနနဲ့တောင်တာနဲ့ညီကြီးကအာထုတ်ပြန်တဲ့အမေအခွေကြီးပြေးတဲ့အထူးအခွေကြီးပဲဖြစ်တယ်အဲ့တော့ तू ပြေးတဲ့အခွေကြီး तू ကသူရန်နာပိုင်ခွေရှိတယ်ရန်ဆိုင်ပိုင်ခွေရှိတယ်ပေါ့ဗျာအရန်စကားနဲ့ပြောမှဆိုရင်လွတ်လွတ်ပြောမှဆိုရင် အဲ့တော့နတ်လက်ထားရင်ရပြီပေါ့ဒါပေမဲ့ခုနကဒီကော်ဂရက်လို့ဒီကော်မတီတို့ဒီရွေးကောက်ခံကော်မတီတို့ပေါ့လေနော်အစုအဖွဲ့တွေကဒါကသူတို့ကဒီမိုကရေစီကိုထောက်ခံတဲ့လူတွေပတ်ပူးတဲ့လူတွေယက်တိတဲ့လူတွေလည်းကြာတော့သူတို့ကသူတို့ရဲ့ voice ကိုသူတို့ကထုံးမှာပဲပြောမှာပဲပေါ့လေနော်အဲ့ဒီဟာကိုလည်းကျွန်တော်တို့ကအထောက်ချတာပို့တော့လို့တာပေါ့လေနော်ဒါပေမဲ့ခုနကပြောသလိုမျိုး ထီအောင်ကြီးဖြစ်လာဆိုထီအောင်ကြီးရှိမှာမဟုတ်ဘူး။ဘာလို့အုတ်ချုံရင်ဘက်ကလုတ်ဘက်ကွယ်အပြီးွားရှိတဲ့အတွက်အုတ်ချုံရင်ဘက်ကသူကသူလုံသွားလိမ့်မယ်။ဒါပေမဲ့အချို့တရားမှုရှိလာဆိုရှိတယ်။ထီအောင်မှုရှိလာဆိုထီအောင်တဲ့နောက်မထီအောင်ဘူးအချို့တရားမှုရှိတဲ့တလောက်ရှိတယ်။အဲ့တော့ဘာပဲပြောပြောဟိုဇနစ်ကောက်ဖောက်ဖြစ်တယ်လို့ပေါ့ဗျာ။ဟိုတူဇော်မှုရဲ့ရလန်းကတော့ဒီနေ့ကြောင်းရင်တော့ရမှာပေါ့။အနေအနေနဲ့အမြောက်ကတော့ရမှာပေါ့ဗျာ။တူဇော်မယ်ဆိုရင်တော့ အဲ့တော့တစ်ဆက်တည်းပေါ့နော်အခုဒီ refugee တွေပြန်ပြီးတော့ तू ကဟိုစစ်ဆေးမယ်ဆိုတဲ့ဒီညွှန်ကြားချက်ကဒါနဲ့ပတ်သက်လဲကူကခုနဟိုဒုက္ခသည်ဆိုင်ရာ agency တွေကပြောပြီဆိုတော့ဟိုလာခဲ့တဲ့သူတွေကသူတို့ဘဝတက်မှာဟိုတိဆောက်ပြီးသွားပြီပေါ့နော်သူတို့ community မှာလည်းပါဝင်နေပြီသူတို့ဘဝတွေကဟိုပြန်လဲပတ်နေပြီဘဝတက်မှာဆိုတော့ဒါကိုပြန်ပြီးစစ်ဆေးမယ်တကယ်လို့များဟိုကတောက် over ပေါ့မတော်ဆဖြစ်လို့ပြန်ပို့ခံမယ်ဆိုရင်ဒါသူတို့စိတ်သက်ရေးရာရအစပါဒါဒါ သူတို့ထိခိုက်စေမယ်ပေါ့နော်ဒါတားရဲ့လုံးဝမဖြစ်သင့်ဘူးဆိုပြီးတော့ထောက်ပြတယ်ဒီအခုကိစ္စမှာလဲဆိုတော့အဲ့ဒီလိုမျိုးထောက်ပြတယ်ဝေဖန်တယ်ဆိုရင်ဟိုဓာတ်ရောဘလို့ဖြစ်နိုင်လဲဒီဒီတမရကညွန်ကြားတဲ့အတိုင်းပဲဒါသွားမလားဂျာမာသူတို့ဘလော့ခ်လုပ်လို့ရနိုင်သေးလားဒီစီစဉ်အများကြီးရတော့ပေါ့ဥပဒေကြောင့်အများလက်ရတာပေါ့လေပေါ့လေနော်တရားစွဲတာတွေပါတယ်လုံလို့ရတယ်ဘာကြောင့်လဲဆိုတော့ဒါကတခြားလို့ကော့ဂရိတ်ရဲ့အအတိမန်ပြူမှုနဲ့ approve နဲ့လုံလောက်တာလေတမရအစစ်စစ်ကလုံလောက်တာ ပြီးရင်ဒီအမေရိကန်အစိုးရရဲ့ဆက်စစ်မှုဖြတ်တန်းမှုကြော်ပြန်လာရတဲ့လူတွေပဲရှင်းရှင်းပြောမှဆိုအားလုံးက clearly ပေါ့လေနော်ဆိုတော့ဒီလိုမျိုးဟာကိုအခုအဲ့လိုမျိုးအမိတ်အနာသုံးပြီးရင်လုံတဲ့အခါကျတော့ဒီ agency ကြီးတွေကတော့လက်ခံနိုင်တဲ့အနေအထားမရှိသေးဘူးဒီနေ့ဒီချိန်ထိတော့တရားစွဲတဲ့ဥပဒေကြောင့်ရေးဆိုင်မယ်ဆိုတဲ့ဟာကိုလေ့လာတော့တကူမှမရှိသေးဘူးဒါပေမဲ့ကျွန်တော်အပြီးဝရုပ်ကြည့်တာကမကြတဲ့ကလာမှာ ဥပဒေကြောင်းရတရားစွဲတာတွေပါလေရှိလာနိုင်တယ်ဒီဒီအမိတ်ပေါ်ဒီညွှန်ကြားချက်ပေါ်ဒီညွှန်ကြားချက်နဲ့ပတ်သက်ပြီးရအဲ့တော့ဘယ်လိုမျိုးဖြစ်လာမလဲဆိုခုနကအမျိုးရှိတယ်ဒီအဲ့လိုမျိုးကျင်ညာလိုက်တဲ့အတွက်ဒီလူတွေကဒီ tremor လို့ပြောလို့ရတာပေါ့လေနော်အနိထရုပ်တွေမြင်ခဲ့တဲ့ service တန်းတွေသိခဲ့တဲ့ဒုက္ခတွေရောက်ခဲ့တဲ့ဆေးရုံကတွေရလာတယ်တော်တော်များများဒီ refugee တွေဒုက္ခသည်တွေတော်တော်များများပေါ့လေနော်ဆိုတော့အကြံအထံတံပြန်မှုတွေခံရတဲ့ ပြည့်ရတဲ့အဲ့လိုလိုမျိုးရှိတဲ့အခါကျတော့စိတ်တန်းရတွေရထားတော့အခြေခံရှိပြီးသားတော်တော်များများမှဒီယောဂပါလာတယ်ဘုရားနော်စိတ်နဲ့စိတ်တန်းရေးရတဲ့ပတ်သိပြီးအဲ့တော့အခုလိုမျိုးအသောကြာခါနေ့မှာအခုအုတ်ချိုးကြီးအဖွဲကသမ္မတကာနေပြီးအဲ့လိုဒီထုံးတဲ့အတွက်ညော်ကြတဲ့အတွက်အခုဒီလူတွေကသူတို့ကသူတို့လုံချုံမှုမရှိဘူးလို့ခံစားရတယ်အဲ့တော့စိတ်တန်းရတွေရစေယောဂကိုပြန်ပြီးဖြစ်ပွားစေတယ်ပေါ့အဲ့ဒီအခါကျတော့ ဒါကလည်း reason တခုဖြေတဲ့ပုံပြအကြောင်းပြချင်းကောင်းတဲ့အနေထားလို့ပြောလို့ရတယ်။ဒါတရားယုံဒီမှာတရားခွင်ဒီမှာဒီ program ရရှိမိတာဒီ site ယောဂနဲ့ပတ်သိမိရင်လေပြီးရင်အခုဒီ refugee တွေကိုခေါ်တဲ့အချိန်မှာဒီဒီလူတွေအမေရိကန်ကိုရောက်လာရင်ဒီရောက်လာတဲ့လူတွေအတွက်စိတ်ချမှတ်ရင်းနဲ့ပတ်သိမိရင်ကုစားပေးဖို့ supporting လုပ်ဖို့ program ကိုအစိုးရအနေနဲ့ခုနကျွန်တော်ပြောတဲ့ဒီ resettlement agency တွေကို ထောက်ပံ့ကြီးတွေပေးထားတာတွေရှိတယ်။အဲ့တော့ဒီဟာကြီးတွေအားလုံးဆင်းရဲမှုရှိတယ်ကျွန်တော်ထင်တာ။သူလုပ်ငန်းအကောင့်ထက်သူကတော့ယာနိုင်တော့သူဖော်မယ်ဒါပေမဲ့သူဥပဒေကြောင့်ရရေးဆိုင်ရမယ်ဟာတွေအများကြီးရှိတယ်အဲ့ဒါကျွန်တော်ယုံကြည်တယ်။ဟုတ်ပြီအဲ့တော့ကိုကျွန်တော်တို့ဗမာပြည်သားတွေအတွက်ကိုပဲကြည့်မယ်ဆိုရင်ဒီ TPS ကတော့ဟိုလူနည်းမယ်ထင်တယ်နော်ဒီ refugee နဲ့လာတဲ့ဗမာပြည်သားတွေကပိုများမယ်ထင်တယ်။အဲ့တော့ ဒီ၄နှစ်အတွင်းမှာ refugee တဲ့သူတို့အားလုံးကိုပြန်ခေါ်ဆင့်နိုင်လာဗမာပြည်သားတွေကိုဆိုတော့ဘယ်လိုမျိုးသိရလဲအဲ့ဒီလူတွေအားလုံးခေါ်နိုင်လားဆိုတော့အားလုံးမခေါ်ဘူးအားလုံးခေါ်မှလည်းမဟုတ်ဘူးပေါ့လေနော်တန်တရာရှိတဲ့လူတွေအာသူတို့မသင်ခါတဲ့လူတွေကိုတော်တော်များများတော့ပွာသွားနိုင်တယ်နေဒါရှိတယ်သူတို့ခေါ်လိမ့်မယ်မင်းများလည်းစစ်စစ်တာတွေလုပ်နိုင်တယ်အဲ့ဒါတော့အာသိချက်တော့ရှိတယ် အဲ့တော့ဆောင်းဝဲရှောင်းဝဲပေါ့ဟိုခေါ်ပြီးသူတို့စစ်မယ်ဆိုရင်ဟိုဘာတွေပြင်ဆင်ထားရမလဲအခုမြန်မာပြည်သားတွေအတွက်ပေါ့နော်အဲ့ဒါလည်းအကြံပေးပါအောင်ဟုတ်ကဲ့အာအကောင့်ဆုပ်ကတော့ဒီကိုဘလိုဖြတ်တန်းလောက်ခဲ့တယ်ဒီဒုက္ခသက်ဖြစ်လာတဲ့ခါကြတော့ UN ကိုဒုက္ခသက်များဆိုင်မဟာမင်းကြီးရုပ်ဖြန်ရတယ်လေအဲ့တော့ဒီတာတာအမေရိကန်ကိုမဖြန်ခင်ပါလေနော်အမေရိကန်အင်တာဗျူးကိုမသွားခင်မှာအဲ့ဒီ ကုလသမဂ္ဂဒုက္ခသည်များဆိုင်မှာမိကြီးရုံမှာအင်တာဗျူးတွေဖြစ်ရတဲ့အာကျွန်တော်ကတော့ကျွန်မကဒုက္ခသည်အဖြစ်ဒီမှန်ပြုပါဘာကြောင့်ဘာကြောင့်ဘယ်လိုအခြေအနေကြောင့်ကျွန်တော်ပုံမှန်ပြီးမှနေလို့မရဘူးဒါကြောင့်ထွက်ပြေးလိုက်ရတဲ့အဲဘယ်အခြေအနေဘယ်လိုဖြေတဲ့ဆိုတဲ့ဇာလန်ပေါ့အဲ့ဒီဇာလန်တွေအပြင်ဒုက္ခသည်အဖြစ်အဒီမှန်ပြုပြီးဆိုရင်အမေရိကန်သွားချင်တယ်ဆိုရင်အမေရိကန်ပြန်ရောက်အောင်အဖွဲသွားတဲ့အချိန်မှာကျွန်တော်ကျွန်မကအမေရိကန်ခေါ်ပါကျွန်တော်သွားချင်တယ်ဆိုရင်ရှောင်းလာတင်ရင် အဲ့ဒီမှာအမေရိကန်တော်ဝရှိတဲ့ကိုယ်စီလက်အဖွဲ့အရာရှိတဲ့အနေပြီးဆစ်ဆေးတာတွေကလုံးတယ်အဲ့တော့နှစ်ခါဆစ်ဆေးတာပေါ့နော် UN မှာရှိတဲ့ UN ကိုတင်ထားတဲ့ bio bio လို့လူတွေလွတ်လွတ်ခေါ်ကြတယ်ဗျာကိုယ့်ရဲ့ကိုယ့်ရဲ့အခြေလေတွေပေါ့အဲ့ဒီအခြေလေတွေရှိမယ်ပြီးရင်အမေရိကန်အရာရှိတွေကိုအင်တာဗျူးလုပ်တဲ့ချိန်မှာပြောဆိုထားတဲ့ဖြေကြားထားတဲ့အခြေလေတွေရှိမယ်အဲ့တော့အဲ့ဒီအခြေလေတွေနဲ့အတိုင်းနိုင်ဆုံးသူမျိုးကိုလို့ရပြန်မြတ်ဒီရအောင်စဉ်းစားထား အချိန်လေးလေးရှာထားပါလို့နော်အဲ့တော့ဒိတ်ကိုတော့မစဉ်းစားနဲ့ဘာလို့လဲဆိုတော့နေရင်သူကအပြည့်ကြီးတယ်ပုံနော်ပြီးရင်မသိဘူးလို့မထင်နဲ့အမေရိကန်မှာကုတ်ချီတဲ့ဒီ UN မှာဖြည့်ထားတဲ့အချိန်လေးလေးလည်းအမေရိကန်မှာရှိသလိုအမေရိကန်တန်ရုပ်ရရှိလေးကိုဖြည့်ကြောထားတဲ့အချိန်လေးတွေအားလုံးလည်းသူတို့မှာရှိတယ်အဲ့တော့ခုဖြည့်တဲ့ဟာနဲ့အရင်ကရှိတဲ့မတန်းတဲ့တိုင်ဆိုင်ကြည့်လို့ okay တယ်ဆိုရင်ပြရပါဘာမှမဖြစ်ဘူး တကယ်လို့ကိုင်းကြီးမှုမရှိဘူးဆိုရင်တော့အဲ့ဒါပြဿနာကြီးကြီးရှိတယ်နော်အဲ့ဒါကြောင့်နံပါတ်၄အချက်ကိုဘယ်လိုပုံစံနဲ့ဖြေကျခဲ့လဲဘယ်လိုပုံစံနဲ့လော့တယ်ဆိုတော့ကိုယ့်ကိုယ်သေးချပြန်စဉ်းစားအာ ready လုပ်ထားပြီးရင် look at them ဆိုရင်စတဲ့အထောက်ထားအချင်းလေးကိုလေနော်အဲ့တော့ဒီစူးစောင်းထားအာပြီးရင်ခုနလိုမျိုးအရင်နဲ့အကြောင်းတိုင်းကြားရင်အာစက်ပွဲဘုံရှင်းနေအာ immigration and site ရှင်းနေလို့မျိုးပေါ့လေနော်တော်တော်ဓမ္မမဟုတ် အခုကငေါ့နေဆိုရယ်တက်တန်အနေနဲ့မဟုတ်ဘူးလေအာတနေနေနေသုံးနေဆိုရယ်အိမ်ပိုင်ဆိုင်မှုတွေရှိမဲ့ကားပိုင်ဆိုင်မှုတွေရှိမဲ့မြို့ဆိုဘူးလေနော်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှိချစ်ရှိမဲ့အဲ့ဒီဟာတွေမျိုးကိုကိုကိုတကယ်လို့သူတို့ထိတ်သိမ့်ခရင်ဘလို့ဘယ်ပြမှုလုပ်မလဲဘသူကိုတော်ဝင်ပြိမလဲဘသူကိုဘလို့ပုံစံနဲ့ဥပဒေကြားရဘယ်ပြမယ်ဆိုတော့အဲ့ဒီဟာတွေတိတ်တိတ်ချာချာစနေတကြစီစဉ်ထားဖို့လိုတယ်ဒါအရေးကြီးတဲ့အခြေလို့ပြောလို့ရတယ် တကယ်လို့များပေါ့နော်ဟိုမြန်မာပြည်သားတယောက်ပြန်စစ်ဆေးလို့ခုနလိုဟိုသူတို့မတင်ခါဖြစ်လို့ပေါ့နော်ပြန်ပြီး revolt လုပ်လိုက်မယ်ဒီ state တက်ကိုဆိုရင်အဲ့လိုများဖြစ်ခဲ့မယ်ဆိုရင်ဘာတွေလုပ်ရမလဲအချက်ချင်းအဲ့ဒါလည်းကြံပေးပါဦးအာကျွန်တော်ပုတ်တန်ရတလားလက်ရှိအခြေအနေပြောတာနော်လက်ရှိနိုင်ငံရေးအခြေအနေအရလက်ရှိ တော်ရှိသူတွေရဲ့ law enforcement officer ရဲ့လုပ်ပိုက်ခွဲပေါ့လေနော်သူတို့ရဲ့ authority အရာကျွန်တော်ထင်တာသူတို့ကချစ်ချစ်ခေါ်လိုက်မှာအရင်လိုလိုတာမဟုတ်အရင်ဆိုရင် easy ပဲလေပြန်သွားတယ်ပြီးမှငါပြန်လာမှာတရားရုပ်ခေါ်ကို report လုပ်မယ်ဆိုတော့အဖမ်းခံလိုက်တယ်ဆိုအဲ့ဒီမျိုးရှိတယ်အခုလဲကြတော့သူကချစ်ချင်းဒီ date လုပ်လိုက်တဲ့အနေအထားတွေမျိုးဖြစ်နေတယ်ချစ်ချစ်ဖမ်းလိုက်တယ်ပေါ့ဗျာဖမ်းပြီးလဲဆိုရင်သွားဆိုပြီးတော့အဲ့ဒါအချုပ်ထဲထင်လိုက်တော့ဒီ detention set တော့ပေါ့ trade the scanner ကိုပို့လိုက်တဲ့အနေအထားမျိုးဖြစ်သွားနိုင်တယ်အနေအထားရှိတယ်ဒါကြောင့်ကျွန်တော်ပြောတာ ကိုဖျားကျုတ်တင်ပြင်ဆင်ထားဖို့လိုတယ်။အာဆွေမျိုးသားချင်းပဲဖြစ်ဖြစ်ယုံကြည်ရတဲ့ရင်းနှီးတဲ့မိတ်ဆွေတွေပဲဖြစ်ဖြစ်တူပြီးရင်အာနောက်ပါပြင်းဘယ်လိုလုပ်မလဲဘယ်သူဘယ်လိုဖြေလဲဆိုတဲ့အနေထားတွေအားလုံးကိုတူပြီးရင်ပလင်ချွာထားဖို့တော့တို့အနေနဲ့ဟုတ်ကဲ့ကိုစီဗီဆိုင်ကိုကျေးဇူးတင်ပါတယ်အခု trans ဆိုတာဒုက္ခတွေတွေကိုပြန်စစ်ဆေးမှလည်းပတ်သက်ပြီးတော့ပေါ့နော်ဟိုတိတိမျှအချက်လက်တွေကိုပြန်ဝေပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဗျဟုတ်ကဲ့ကျေးဇူးပါ